အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျိမ်းမတ်တီဟာသူ့ရဲ့ပြမောင်ဆုံးအရှိလေပိုင်းခီးစဉ်ဖြင့် စနေနေ့က UAE နိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။အီရန်နဲ့အာဖဂန်တိုက်ပွဲတွေမှာစစ်မှုထမ်းခဲ့မှုတဲ့ဝန်ကြီးမတ်တီဟာအငိမ့်စားရတဲ့ပို့ချုပ်တူဦးဖြစ်ပြီးအရှိလေပိုင်းရဲ့အခြေအနေကိုကောင်းစွာသိရှိနားလည်သူတူဦးဖြစ်တယ်လို့လည်းသိရပါတယ်။မတ်တီဟာအပူဒါဘီရဲ့အင်ရှင်မင်းသားဇေယတ်အန်နိုင် ကာကွယ်ရေးဝန်ကြီးမိုဟာမက်အယ်ဘော်ဝါဒီတို့ ਨੇ တွေးဖို့စီစဉ်ထားရလို့လည်းသတင်းမှာဖော်ပြထားပါတယ်။ကာကွယ်ရေးဝန်ကြီးမက်တစ်ရဲ့ UAE ခရီးစဉ်နဲ့ပတ်သက်ပြီးပင်တဂွန်ကအသေးစိတ်အချက်လက်ကိုထုတ်ပြန်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။မက်တစ်ဟာဘရက်ဆဲနဲ့မြူနစ်တို့မှာအစည်းအဝေးတက်ရောက်ခဲ့ပြီးနောက်အခုလို UAE နိုင်ငံကိုတွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ အမေရိကန်နဲ့ရုရှားတို့ကြားဖြစ်ပေါ်လာနိုင်တဲ့ဆက်ဆံရေးအခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်မှုရှိနေတာတွေကိုစိတ်အေးစေရန်နဲ့ဆယ်စုနှစ်များစွာအမေရိကန်ရဲ့မဟာမိတ်နိုင်ငံကိုဆက်လက်ထောက်ခံပေးသွားမယ်ဆိုတာကိုပြသဖို့အတွက်မက်တစ်ဟာအခုလို UAE နိုင်ငံကိုရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့လည်း AFP သတင်းမှာဖော်ပြထားပါတယ်။ UAE နိုင်ငံဟာအီရတ်နဲ့ဆီးရီးယားတို့ရှိ IS အဖွဲ့တွေကိုနှိမ်နင်းနေတဲ့အမေရိကန်ဥဆောင်တဲ့ညှို့ပေါင်းတပ်ဖွဲ့မှအရေးပါတဲ့ဒေသတွင်မဟာမိတ်နိုင်ငံလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကနိုင်ရန်နဲ့ဖုံပြောကြခဲ့ပြီး IS အကြမ်းဖက်မှုတွေကိုနှိမ့်နင်းရမှာ UAE နိုင်ငံနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာပြောကြားခဲ့ပါတယ်။ပင်လယ်ကွေ့နိုင်ငံများမှာပါဝင်တဲ့ UAE နိုင်ငံဟာဒေသတွင်းပြည်ပခအချို့မှာအီရန်ပါဝင်ပတ်သက်နေတာတွေကိုစိုးရိမ်မှုတွေရှိနေပါတယ်။အီရန်နိုင်ငံရဲ့ဒေသတွင်းမတည်ငြိမ်အောင်လုပ်နေတဲ့အပြုအမူတွေကြောင့် ဝင်းကြီးမတ်တစ်စ်ဟာအင်းရနိုင်ငံကိုဒေါသထွက်နေပြီးရန်လိုတဲ့တုံတုံတွေနဲ့ပြောကြားထားကြောင်းလည်းသတင်းမှာဖော်ပြထားပါဗျ။